အားလုံးပဲမင်္ဂလာပါเนาะဒီမှာကျွန်တော်တို့အဲကွန်စားပစ်သမားတယောက်အတွက်ကင်နဲ့ကျွန်တော်တို့မီတာလေးပေါ့အဲ့မီတာလေးအဲကွန်စားပစ်သမားတယောက်အဲကွန်ပြင်မယ်ဆိုလို့ရှိရင်မီတာလေးကင်တက်ဖို့လိုတယ်ဒီမီတာလေးကိုကျွန်တော်တို့ပူမစပြီးတော့သင်္ကာသားညီလေးတွေညီကိုလေးတွေကိုเนาะဒါကြောပြပေးမှာပါเนาะဒါရှိတဲ့ဟာလေးနဲ့ပဲเนาะအဲကွန်မှာသူပါတဲ့ function လေးတော့ကျွန်တော်ဒီမီတာလေးမှာပါတဲ့ function လေးကဘာတွေပါလဲဆိုရင်အခုဒီမှာเนาะဒီမှာ4 ampere ဆိုပြီးတော့ပါတယ်အဲအဲ့ဒါ ampere အတိုင်းနဲ့ဟာလေးเนาะ ဒီကောင်လေးမီးတစ်ချက်ဖွင့်လိုက်ဘလို့ MVR တိုင်းလားဒီကောင်ဆိုလို့ရှိရင်အခုဒီမှာပန်းကားလေးနေပြီနော်မပန်းကားလေးနေပြီပန်းကား MVR တိုင်းနေဆိုလို့ရှိရင်အခုဒီမှာ 4MVR နော် 4MVR ကိုချိန်ထားတယ်ဒီကောင်ဒီမှာချိန်မယ်နော်ဒီမှာချိန်လိုက်မယ်ချိန်လိုက်လို့ရှိရင်ဘလောက်ပေါ်လဲ0.2ပြတ်သွားပြီပြန်ထိုးပြန်ထိုး0.3 0.2တွေ့လဲနော် ဒါသူ့ရဲ့ MP ကအဲဒါလည်းတူတူပဲဒီကောင်ဒီကောင်ဆိုလို့ရှိရင်လည်း0.2ဒါကညာတော့ခံမှန်းကြီးပဲမစီမံเนาะပြောပြတာခုနောက်ကောင်အမှုစိတ်တယ်ပို့ပြီးတော့4 MP ဟာအရာ MP ရတိုင်းတာเนาะဒီကောင်เนาะဒီကောင်လေး MP ရတိုင်းတဲ့ကောင်เนาะဒီနှစ်ခုတော့ရပြီเนาะအဲဒါဒါပိတ်လိုက်အဲ MP ရတိုင်းတာပြီးလို့ရှိရင်ခုဒီမှာအုံးရယ်တိုင်းုံတိုင်းတဲ့ဟာလေးရယ်တိုင်းုံတိုင်းတာတော့ဒါဒါ အဲဒီမှာအပြီးလို့ရှိရင် wifi ပုံစံမျိုးကိုနေနေဒီတိုင်းနဲ့ဟာလေးရယ်ပြီးရင် capacitor တိုင်းနဲ့ဟာလေးရယ်အဲ့ဒါကိုအဲ့ဒီ function ကိုရွှေ့မယ်အဲ့ဒီ function ကိုရွှေ့ပြီးတော့ဒီမှာ select လေးနဲ့ရွေးမယ်တကယ်လို့ကိုပစ္စည်းလျှက်စစ်ပစ္စည်းတွေဘာတွေကောင်းမကောင်းအုံးနေတဲ့အတိုင်းပဲเนาะဒီမှာ resistance ကိုပြီးလို့ရှိရင်တခုချင်းစီရွှေ့မယ်ရွှေ့လိုက်လို့ရှိရင်ဒီတခုချင်းစီရွှေ့ရင်ဒီမှာဒိုင်းုတ်တိုင်းနဲ့ဟာလေးပြောင်းမယ်၄ခုပါတယ်သူက เนาะနောက်တစ်ခုက wifi ပုံစံမျိုးဒါ continuity continuity ရကြတော့တစ်ခုနဲ့တစ်ခုသူတီးလို့ပြင်မယ်ပြောဒီတစ်ခုနဲ့တစ်ခုဟဲ့ဟဲ့ဟဲ့မီဂျိုတွေတိုင်းကြီးသားဒီဒီငုတ်တစ်ခုနဲ့တစ်ခုဒါဆန်းတိုင်းပြလာဒီလိုမျိုးပေါ့မီဂျိုဒါဆိုလို့ရှိရင်ဒီမီဂျိုဒီကနေပြီးတော့ဒီဂျိုဒီဂျိုလေးကိုတိုင်းမဒီဂျိုလေးဒီဂျိုအထအဲမြည်တယ်ဒါဆိုမမြည်ကြတဲ့မှာပြက်တယ်ပေါ့ဒါဒီအကုန်လုံးအခုကတော့မပြက်ပါဒါအဆန်းပြရတယ်အဲ့ပုံစံမျိုးတိုင်းပဲเนาะဒါကဘာလဲဆိုတော့အဲ့ဒါကเนาะအဲ့ဒါက ကျွန်တော်တို့ wifi ပုံစံမျိုးလေး continuity ပြီးလို့ရှိရင်နောက်တစ်ခုထပ်ပြောင်းလိုက်လို့ရှိရင်ဗာလဲဆိုတော့ capacitor တိုင်းလာပါမယ် capacitor တိုင်းလာကြတော့ဒီမှာတိုင်းမယ်ဒါဘယ်လောက်ရှိလဲ3လောက်ရှိမှာเนาะဒါတိုင်းကြည့်အဲ့ဒါလေး capacitor တိုင်းမယ်ဆိုရင်เนาะမီတာရဲ့နော်ဟုတ်ပြီဟိုဘက်တငုတ်ဒီဘက်တငုတ်ဒီမှာခြေပြီးတော့လှုပ်လိုက်ဘယ်လောက်3 microfarad ရှိတယ်ကောင်းတယ်တကောင်းเนาะအဲ့ဒီပုံစံမျိုးပေါ့เนาะဒါကကြတော့ဒါ capacitor တိုင်းလား နော်အဲ capacity ပြီးရင်ရွှေ့လိုက်မယ်ရွှေ့လိုက်ရင် voltage ရောက်မယ် voltage ကကြတော့ဒါ voltage ဘယ်လောက်ကြီးလဲဆိုတော့ခုနကဒီတဲ့ဒီကောင်ပဲလှုပ်လိုက်တော့နော်ခုဒီမှာဒါပဲပန်းကားပဲလှုပ်လိုက်တော့ခုဒီမှာပန်းကားမှာဒီဒီငုံလေးနှစ်ခုကိုတန်းကြည့်လိုက် voltage ဘယ်လောက်ရှိလဲဆိုတော့မင်းတစ်ဖက်ယူမှာတစ်ဖက်နော်ဒီမှာဒါဒီလိုနှစ်ဖက်ကိုတန်းလိုက်အောက်မှာ voltage 200 218ဘူးရှိတယ် เนาะဒါဒါ EVC ရပို့ပေါ့ဒါကျွန်တော် plug box တွေပါတယ်လဲအလိုလက်တန်နှစ်ခုထိုးတိုင်းလို့ရတယ်เนาะဒီလိုမို့ဒီလို plug box နှစ်ခုဒီလိုတိုင်းလာအေးဒီလိုလဲထိုးတိုင်းလို့ရတာเนาะအဲ့ဒါဆို200ကျော်ပြထားလိုက်တော့เนาะအဲ့ဒါပိုတိုင်းတာเนาะပိုတိုင်းတာအဲ့ဒါပိုတိုင်းတာပြီးလို့ရှင် hash ဒီမှာ hash ကြတော့လဲတူတူပဲ hash ဆိုတာ frequency ကိုတိုင်းတာ frequency ကလဲမြန်မာနိုင်ငံနဲ့ဝင်တဲ့ စက်တီမှန်သမျှ50 60နဲ့ပဲလောက်ထားတယ်ဗျာ50 60နဲ့အဲ့ဒါလျှက်စစ် EBC ကလာတာ50 Hz 60 Hz မှန်လားမှန်မှန်လားလို့တစ်ဖက်ကိုတိုင်ခုနအတိုင်းပဲနော်ဟော50 60 Hz ရှိလားမရှိလားကိုတိုင်ရမှာနော်အားလိုက်ပါခဏသာပြေချဖြီးရအာပြေချဖြီးလို့အာ50ဟာတွေ့တာနော်အာအဲ့ဒါ အရာဟန်စတိုင်နာနော်နော်ကျင်ရေးလှိုင်းကျင်ရေး90လောက်ခုံတယ်ဗောဒါကတော့ဟို electronic ဘိုင်းနဲ့ဆိုင်ရွားကြီးထားပါနော်ဒီမှာ NCV NCV ကတော့ဒီမှာဒီမှာဘိုးရှိလားမရှိလားဒါခလုတ်ကြီးနီးစပ်ရမှာသူကရှိရင်တီ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 ဂွီဂွီဂွီနီးရယ်နော်ဒီမှာအတီ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 တောက်ပိတ်လိုက်တောက်ပိတ်လိုက်ဒီနားမှာဘိုးမရှိတော့ဘူးခဏလေးရနော်ဘိုးမရှိတဲ့နေရာဆိုရင်သူက ဘာမှမမီဘူးဒီလိုမျိုးနော်အဲ့ဒါဆိုတော့အခုဒီမှာမမီဘူးနော်ရှိတဲ့နေရာဆိုလို့ရှိရင် ပိုးရှိတဲ့နေရာတွေဆိုရင်အာတီ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 အဲ့ပုံစံမျိုးမြည်တယ်အဲ့ဒါက NCV ဒါနော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့เซลเซียสနဲ့ฟาเรนไฮต์ဒီဂရီစင်တီဂရိတ်နဲ့ฟาเรนไฮต์နဲ့အဲ့ဒါကကြတော့ဒီလက်တန်တစ်ခုကိုဖြုတ်ဖြုတ်ပြီးတော့ဗာတက်မလဲဆိုတော့ဒီကျွန်တော်တို့စဉ်းစားလေး ီကောင်လေးတက်မယ်ဒီစင်စာလေးကဒီဒီလက်တန်ကခုမှဒီလိုတက်လိုက်မယ်ဒီလက်တန်ကခုမှတက်ပြီးတော့ဒီထိပ်ဖြားလေးကကျွန်တော်တို့ဒီထိပ်ဖြားလေးကအဲကွန်းရဲ့တနေရာပဲဖြစ်ဖြစ်ရေကဲတက်တာဖြစ်ဖြစ်သူ့ရဲ့အပူချိန်ကိုသူ့ရဲ့စင်တီဂရိတ်ကဒီမှာလာပြီးတော့ပြောပြရတယ်ဘယ်လောက်ရှိလဲဘယ်လောက်ရှိလဲဆိုတော့ဒီမှာလာပြီးတော့ပြရအဲ့ဒါလေးတိုင်းပြနော်တော့ရောင်ဖြုတ်တာလေဒီမှာဒီထဲမှာထက်5မိနစ်တော့ကြောက်ပြီးဗီဒီယိုကဘာမှမဟုတ်ပဲတော်လားဒီမှာ နော်အဲ့ဒါဆိုလို့ရှိရင်ဘလောက်အပူချိန်ရှိလဲအဲ36အဲဒီမှာနော်ဒါကဖာရင်ဟိုင်းနဲ့ဆိုရင်68အဲလူ68ရှိတယ်နည်းနော်ကဲရှိသူကအဲ့ပုံစံမျိုးဒါကဒါအကုန်လုံးသူ့မှာပါပါလဲဆိုတာဟုတ်နော်ဒီမီတာလေးနဲ့တိတ်မကောင်းဘူးကွနော်